ားလုံးပဲမင်္ဂလာပါစီနီမာဆမရီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပင်ကွင်းမျိုးစိတ်ကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့ရေပွဲရဲ့လက်ကနေကေတင်ခဲ့ကြတဲ့မက်ဒဂတ်စကာကားတွေကပင်ကွင်းလေးကောင်ရဲ့စွမ်းစားကန်းလေးအကြောင်းကိုရိုက်ကူးထားတဲ့ The Penguin Saw Madagascar ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့လို့တီရှူအားပေးကြပါဦးခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့ပင်ကွင်းတအုပ်လုံးကပြောင်းရွှေ့နေခဲ့ကြပြီးဘယ်ကိုသွားနေလဲဆိုတာကိုသိချင်နေတဲ့ skipper လေးကအတန်းရဲ့ရှည်ဆုံးကိုပြန်သွားကလမ်းကိုရှာကျင်နေခဲ့ပါတယ်ပင်ကွင်းတွေကမပြောင်းနိုင်တာကြောင့် Koloski နဲ့ဘာဆက်လုပ်ရမလဲလို့စွေးနေနေတော့ ခုတလုံးကသူတို့ကိုဝင်တိုက်သွားတော့အကုန်လုံးလဲကျသွားခဲ့ပါတယ်။ပင်ကွင်းကြီးတွေကဥကိုကယ်ဖို့ညှင်းဆန်လိုက်တော့စကေပါကဥနောက်ကိုသူ့ဘာသာသူလိုက်သွားခဲ့ပေမဲ့ဥကတောင်စွန်းကိုလိမ့်ကျသွားခဲ့ပြီးသူကလည်းပြုတ်ကျသွားပါတယ်။အဲဒါကြောင့်မေကိုလော့စကီနဲ့ရီကိုတို့ကစကေပါကိုရောဥကိုပါကယ်တင်လိုက်ရပါတယ်။ဒါပေမဲ့ဥကလိမ့်သွားကပင်လေပြန်နေပြည်နေတဲ့တင်မော့ပြတ်တစည်းပေါ်ကိုရောက်သွားတဲ့အချိန်မှာပင်လေပြန်နေကကက်ကြည့်နေကြတော့စကေပါတို့သုံးကောင်က တောင်စုံကနေခုံချလာကြကရီကိုကဥစီကိုတန်းလျှောသွားခဲ့ပြီးအစားမခံရအောင်မျိုးချခဲ့ပါတယ်။ဖြန်တွေကသူတို့နောက်ကိုလိုက်ဖမ်းတော့သူတို့ကမင်းပေါ်တက်ပြေးခဲ့ကြပြီးဖြန်တကောင်ကမင်းကိုပြစ်လိုက်တော့သူတို့သုံးကောင်ကလေထဲကိုလွှင့်သွားခဲ့ကြပါတယ်။ဥကေတာကိုအောင်မြင်သွားတဲ့အတွက်သူတို့ကအောင်ဝဲခံနေကြတော့ဥကကွဲသွားခဲ့ပြီး private လေးထွက်လာခဲ့ပါတယ်။သူတို့လေးယောက်ကတူတူကြီးပြင်းလာခဲ့ကြပြီးမဒဂတ်စကာကချင်းသေးနောက်ကိုတူတူလိုက်ခဲ့ကြပေမဲ့စကေပါကပြင်းလာတာကြောင့်သူတို့လှုပ်ထားတဲ့လေဒီကိုယူပြီးအမြောက်ထဲဝင်ကပြစ်လိုက်ကြပါတယ်။ လေဒီနဲ့ပင်ကွင်းတွေက North Canada ရဲ့ရွှေတွေသိမ်းဆီးထားတဲ့နေရာကိုခိုးဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ကအယုံနာကြီးနဲ့အဆောင်တွေကိုအာရုံလွှဲကအိမ်ငွေချလိုက်ပါတယ်။သူတို့ကတခြားအဆောင်တွေတတိမထားမိအောင်ရွှေချောင်းတွေနဲ့ပြည်နေတဲ့မြောက်ခန်းတွေကိုဝင်နိုင်ခဲ့ပေမဲ့ရွှေတွေကိုတော့နည်းနည်းမှအဖက်မလုပ်ပါဘူး။သူတို့စိတ်ထဲမှာရှိနေတာကတော့ private ရဲ့အကြိုက်ဆုံးဖြစ်တဲ့ cheese mong တို့ဆက်ရှိတဲ့အခန်းတွေကိုပါပဲ။မွန်းနေ့လက်ဆောင်အနေနဲ့ skipper ကရွှေပြားတစ်ပြားကိုထုတ်ပေးလိုက်တော့ private ကဆက်စီကိုသွားလိုက်ပါတယ်။သူကမုံတို့ကြလောင်အောင်စောင့်နေတော့စကစ်ပါတို့ကနောက်ထပ်လုံးမဲ့အရာအကြောင်းကိုဆွေးနွေးနေကြပါတယ်။ ဒါပေမဲ့အဲ့ချိန်မှာ private တယောက်ဆက်ထဲကိုဆွဲထည့်ခံလိုက်ရတော့ကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။သူတို့ကလှည့်ကြည့်လိုက်တဲ့အချိန်မှာဆက်ထဲက private ကိုမြင်ပြီးဘလို့များအထဲရောက်သွားလဲဆိုတာကိုသိကျင်နေကြပါတယ်။အဲကြောင့်စဉ်းစားနေတော့ဆက်လက်တစ်ဖက်ထွက်လာကသူတို့ကိုတယောက်ပြီးတယောက်ဖမ်းသွားခဲ့ပါတယ်။အဲ့လိုနဲ့မုံဆက်ကြီးကအပြင်ကိုရောက်သွားတော့ကာဂိုဘော့ကသူတို့ကိုဆွဲယူသွားပါတယ်။မနေ့ရောက်တော့ helicopter ကမုံဒုံးဆက်ကို business ကရင်ကုန်သင်းမောထဲမှာချပေးခဲ့ပါတယ်။အဲ့ဒီမှာတော့ skipper က rico ကိုတော့ဖွင့်ခိုင်းခဲ့ပြီး rico က h8 တခုကိုပါဇက်ထဲကနေအန်ထုတ်ကတော့ကိုလှည့်ဖွင့်ခဲ့ပါတယ်။ အသုံးဝင်ပြီးအချီချူးခံနေတဲ့ private ကလည်း Rico ကိုအားကြပြီး Jake ကိုမျိုးချလိုက်ပါတယ်။အဲနောက်မှာသူကလည်း skipper တို့နောက်ကိုလိုက်သွားခဲ့ပါတယ်။သူတို့ကပက်ကြည့်နေကြတော့လေဆာတနက်ကြီးတကားကားနဲ့လူတွေချားမှာထူးခြားတဲ့ရေပွဲလက်နဲ့ Dr. Brian ဆိုတဲ့သိပ္ပံပညာရှင်အယူတယောက်ကိုတွေ့ခဲ့ပါတယ်။ Brian က skipper တို့ကိုသူတို့ရောက်မလာခင်အထိသူကတိရစ္ဆာန်ရုံမှာအဓိကအာရုံစိုက်စရာဖြစ်တဲ့ရေပွဲ Dave ကိုသိမဲ့အကြောင်းပြောခဲ့ပါတယ်။ပင်ကွင်းနေရောက်လာတာကြောင့် Dave ကဗဟိုတိရစ္ဆာန်ရုံကနေထုတ်ပယ်ခံခဲ့ရပြီးကဘာနဲ့ကတခြားနေရာတွေကိုရွှေ့ပြောင်းခံခဲ့ရပါတယ်။ ဒါပေမဲ့လည်းပင်ကွင်းတွေကထက်ထက်ရောက်လာကသူကခဏခဏကြောင်ထိုးခံခဲ့ရပါတယ်။အဲဒါကြောင့်ပဲဒေါသထွက်လာတဲ့ဒေးဗ်ကလက်စားချေဖို့အတွက်နှစ်နှစ်ချီပြင်ဆင်ပြီးပင်ကွင်းတွေကိုဖျက်ဆီးဖို့အထူးပြုပြီးရေးဆွဲထားတဲ့မဒူဇာစီးကြီးကိုတီထွင်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဒေးဗ်ကနောက်လိုက်တွေပေါ်လာကစကစ်ပါတို့ကိုဝိုင်းထားခဲ့တော့စကစ်ပါတို့ကစားထားတဲ့ချီးစွေကိုအန်ထုတ်လိုက်ကရေပွဲတွေကိုမမြင်အောင်လုပ်ပြီးစီးကြီးပလင်းကိုခိုးခဲ့ပါတယ်။ရီကိုကပလင်းကိုမြှို့ချပြီးတော့သူတို့ကရင်ငုံသင်းမောပေါ်ကနေထွက်ပြေးကဘင်းနစ်တူမြောင်းထဲကလေပေါ်ခုန်ချခဲ့ကြပါတယ်။ သူတို့ကလေကိုလော်ခဲ့ကြပေမဲ့ရေပွဲတွေကသူတို့နောက်ကိုလိုက်လာခဲ့ပြီးလူတယောက်ကိုဖမ်းမိကအမိလိုက်ခိုင်းခဲ့ပါတယ်။လော်ဒက်တွေနဲ့တိုက်ခိုက်ကြရင်စကစ်ဘောကရေပွဲတကောင်ပြစ်လိုက်တဲ့မှင်းယူတွေမှန်ပြီးမျက်လုံးကိုဖုံးသွားခဲ့ပေမဲ့သူကမမြင်ရဘဲနဲ့လည်းပြန်တိုက်ခိုက်နိုင်နေတုံးပါပဲ။ရေပွဲတကောင်ကြာသွားတဲ့နောက်မှသူတို့ကအယုံမပေးခဲ့ကြပဲကုန်းပေါ်မှာလော်ဒက်နဲ့ထောက်ပြီးသွားနေတဲ့ပင်ကွင်းတွေနောက်ကိုဆက်လိုက်လာကြတော့စကစ်ဘောတို့လေကစကူတာတစ်စီးပေါ်ရောက်သွားပြီးမြို့ထဲလမ်းကြားတွေကိုဖျက်ကူးသွားခဲ့ပါတယ်။ဖဲဒီလဲတစ်စီးကိုဝင်တိုက်မိပြီးစကစ်ဘောတို့လေကလေပေါ်မှာပြန်နေက ပြန်ကြတော့စေကေတစည်းနဲ့တိုက်မိပြီးလှေကပျက်စီးသွားခဲ့ပါတယ်။ပြီးမရတော့တဲ့အဆုံရေပွဲတွေအနားရောက်လာတော့စကေပါတို့ကတိုက်ခိုက်ဖို့အသင့်မြင်ထားခဲ့ပြီးတိုက်ခိုက်တော့မယ့်အချိန်မှာ Eve ဆိုတဲ့ငှက်ကရေပွဲတစ်ကောင်ကိုခြေထဲနဲ့ကုတ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖုံးယုံဟန်ဆောင်ထားတဲ့ Cobra ဆိုတဲ့ပူလာဝဲဝင်တစ်ကောင်ပေါ်လာကရေပွဲတွေကိုမလုံနိုင်အောင်လေဆာသနက်နဲ့ပစ်လိုက်ပါတယ်။ရေပွဲထိရှုံးသွားတော့ Husky ပါထက်ရောက်လာပြီးစကေပါတို့ကိုသူတို့ကအကူအညီမဲ့တဲ့တရဝါတွေကိုကာကွယ်ပေးနေတဲ့လျှို့ဝှက်ဖွဲ့စည်းတစ်ခုဖြစ်တဲ့မြောက်ပိုင်းလေအဖွဲ့ရဲ့ကာကွယ်မှုအောက်မှာရောက်နေပြီလို့ပြောခဲ့ပါတယ် စကေဘာတို့ကအန်နီရရှိနေတဲ့အတွက်မြောက်ပိုင်းလေဖွဲ့ကသူတို့ကိုလေရင်ပေါ်မှာခေါ်သွားခဲ့ပြီးဌာနချုပ်စီကိုပြန်သွန်းသွားခဲ့ကြပါတယ်။လမ်းမှာဟက်စကီကစကေဘာတို့ကိုရင်ကုန်သိမ်းမောတဲ့ဗာမြင်ငယ်လဲလို့မေးလိုက်တော့ဘရိုင်ကရေပွဲတကောင်ဖြစ်တဲ့အကြောင်းနဲ့သူ့စီကစေးအီကြီးရခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒေးဗ်ကမြောက်ပိုင်းလေဖွဲ့ရဲ့စနစ်ကိုဖောက်ဝင်လာတော့ဟက်စကီကစေးအီကြီးမရှိတော့တဲ့အတွက်အကြံမအောင်မြင်နိုင်ကြောင်းပြောလိုက်ကအရှုံးပေးခိုင်းခဲ့ပါတယ်။ဒေးဗ်ကတော့သူ့အကြံကမပြီးသေးတဲ့အကြောင်းနဲ့သူ့မှာတကဘာလုံးကပင်ကွင်းတွေကိုကူးဆက်ဖို့လုံလောက်တဲ့စေးအီကြီးကန်ရှိနေကြောင်းထုတ်ပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့အချက်ပေးသံပေါ်လာခဲ့ပြီးကဘာနှံ့ကပင်ကွင်းတွေပြန်ပေးဆွဲခံရတဲ့အကြောင်းကိုသူတို့ကသတင်းရခဲ့ပါတယ်အဲ့ဒါကိုကြားလိုက်ရတော့စကစ်ပါကရီကိုကိုလက်နက်ယူခိုင်းခဲ့ပြီးရီကိုကဒုံးကြီးကိုမျိုးချကမြောက်ပိုင်းလေဖွဲ့ရဲ့ရင်ပြန်ကိုပြစ်လိုက်ပါတယ်ဒေါ်သက်ထွက်သွားတဲ့ဟက်စကီကမေးစေးတနက်နဲ့ပင်ကွင်းတွေကိုလိုက်ပြစ်တော့သူတို့ကမေးသွားခဲ့ကြပါတယ်ဟက်စကီကသူတို့ကိုချက်ဘူးတစ်ခုတည်းထည့်ပြီးပုံကိုရနေရာတစ်ခုကိုပို့ပေးခဲ့ပါတယ်မဒဂတ်စကာကိုသွားတဲ့လေရင်ပေါ်မှာတော့စကစ်ပါတို့၄ယောက်က ဘူးတဲခါဖောက်ထွက်လာကမေးစင်းများတွေကိုနှုတ်ခဲကြပြီးသူတို့အမျိုးတွေကိုကယ်တင်ဖို့အတွက်စကစ်ပါကကုန်တင်ငန်းတကားကိုဖွင့်ကလေရင်ပေါ်ကနေစိမ့်ခဲ့ကြပါတယ်သူတို့ကပြုတ်ကျသွားတော့လေရင်တစည်းအမှန်ကိုဝင်တိုက်မိခဲ့ပြီးနောက်ထပ်လေရင်ပေါ်ကိုရောက်သွားကသူတို့ဥတီယာကိုသွားနေတာမှုံမှန်းသိကြတော့ထက်ခုံချပြီးဟောင်ကောင်ကိုသွားမယ်လေရင်စီကိုထပ်သွားကြပါတယ်လေရင်နဲ့နီးလာပေမဲ့လည်းသူတို့ကအထဲမရောက်ဘဲဆက်ပြုတ်ကျနေတော့မတိုက်မိအောင်အသုံးဝင်မဲ့တစ်ခုခုကိုရှာရင်လေထိုးရုပ်တစ်ခုကိုတွေ့သွားခဲ့ပါတယ်ရီကိုကအရုပ်ကိုလေမုတ်ခဲ့ပြီးပြုတ်မကြခင်အောက်ကနေခံလိုက်ပါတယ် ရီယိုဒီဂျနေရိုမှာပင်ကွင်းတွေကဘောလုံးကစားနေတော့ဒေးဗျောက်လာကသူတို့ကိုဖမ်းသွားပြီးမြောက်ပိုင်းလီအဖွဲ့မရောက်ခင်ရင်ငုံသင်းမောစီခေါ်သွားခဲ့ပါတယ်။မြောင်းနေတွေကနေဖြတ်တန်းသွားကြပြီးစကစ်ပါတို့ကရှန်ဟိုင်းမြို့ထဲရောက်လာခဲ့ကြပါတယ်။အဲ့မှာတော့သူတို့ကကဘာအနှံ့ကသူတို့မျိုးစိတ်တွေပျောက်ဆုံးနေတဲ့တဲ့င်းကိုတွေ့ခဲ့ကြပါတယ်။ဒီဝီဘောကမြေပုံတွေကိုကြည်ရင်ပျောက်နေတဲ့ပင်ကွင်းတွေကရှန်ဟိုင်းမျိုးစိတ်တွေဖြစ်တဲ့အကြောင်းစကစ်ပါတို့ကတီးသွားခဲ့ကြပြီးရေအောက်ကဘာစီကိုသွားခဲ့ကြပါတယ်။အဲ့ဒီကိုရောက်တော့စကစ်ပါတို့ကကိုယောင်ဖြောက်နေခဲ့ကြပြီးဒေးဗျောက်လာအောင်ဆောင်နေကြကရေပွဲတစ်ကောင်ကိုမြင်လိုက်ရတော့သူတို့ကနေရာယူထားခဲ့ကြပါတယ်။ ရိုက်ဘက်ကရည်သူမပင်ကွင်းလေးလိုဝစ်စင်ထားခဲ့တော့အပြင်မှာမြင်လိုက်ရတဲ့လူတွေကဝိုင်းကြည့်ပြီးဓာတ်ပုံတွေဝိုင်းရိတ်ကြပါတယ်။အလိုနဲ့သူက Dave မမြင်ရအောင်လုံနိုင်ခဲ့ပြီး Rico ကပင်လေဖျံတွေကိုဖောက်ထွက်လာအောင်လုံနိုင်ခဲ့ပါတယ်။ရည်တွေအများကြီးထွက်လာတော့ရည်ပွဲတွေကရည်နဲ့တူမျောပါသွားခဲ့ကြပါတယ်။ဝင်းနှန်းတယောက်က Pride Bike ကိုကန်နဲ့ပြန်ထည့်ခဲ့ပြီးမြောက်ပိုင်းလေဖွဲရောက်လာက Dave ကိုဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ Koloski ကလက်ပုံမြန်က Dave ကိုရုပ်ကျွင်းတစ်ခုထဲမှာပိတ်ထားခဲ့ပါတယ်။ Agent တွေကအန်အော်ပြီးညင်းနေကြတော့ Dave ကပိုက်ထဲကနေထွက်ပြေးသွားကပင်ကွင်းကန်တွေကရည်ထွက်ပေါက်ကိုဖွင့်ချကအကုန်လုံးကိုသူနဲ့တူတူဆွဲခေါ်သွားခဲ့ပါတယ်။ private ကိုကယ်တင်ဖို့အတွက် skipper တို့၃កောင်က deep knock ကိုလိုက်ဖို့အတွက်မြောက်ပိုင်းလေဖွဲ့ရဲ့ရင်ပြန်ကိုခိုးခဲ့ကြပါတယ်။လေရင်ခိုးကန်လိုက်ရမယ်တီးသွားတော့ husky တို့ကလိုက်ဖမ်းခဲ့ကြပြီးလေရင်ကိုကျိုးနဲ့လှမ်းဆွဲကပင်လယ်တဲကိုလေတစည်းနဲ့လိုက်ခဲ့ကြပါတယ်။လေရင်ထဲမှာတော့ glossy ကအချိန်နှဲသွားတာကိုသတိထားမိပြီးအလေးချိန်များနေတဲ့လူထင်က rico ကလေရင်ထဲကပစ္စည်းတွေကိုလွန့်ပစ်လိုက်တော့နောက်က husky တို့ကိုသွားမှန်ပါတော့တယ်။လေကသူတို့နောက်ကပါလာမဲမသိပဲ skipper ကကြွေချလိုက်တော့လေကကြောက်ဆိုင်ကိုရစ်သွားသလိုဖြစ်ပြီးလေရင်ကရက်သွားခဲ့ပါတယ်။ ယောဒီရက်သွားတော့သူတို့သုံးကောင်ကခလုတ်ခုံပေါ်ကိုရောက်သွားကရီကိုကဖျက်ဆီးတဲ့ခလုတ်ကိုနှိပ်မိပြီးလီယင်ကလှေပေါ်တက်တဲမှာပောက်ကွေးသွားခဲ့ပါတယ်။ private ဖမ်းခံထားရတဲ့အတွက် skipper ကစိတ်မကောင်းဖြစ်နေခဲ့ပြီး corporate ကအနာကကြုံမှာ dave ကိုခြေရခံထားမိတဲ့အကြောင်းပြောကမေးစည်းကြည့်စမ်းမှာခြေရခံဆက်ပါတာကိုထုတ်ပြောခဲ့ပါတယ်။ကျုံးပေါ်မှာတော့ရေပွဲတွေက private ကိုဌာနချုပ်စီခေါ်သွားခဲ့ပြီး dave ကသူ့ရဲ့မဒူဇာစီကြီးကဘယ်တရားဝါကိုမစုံ monster ဖြစ်သွားအောင်မျိုးရိုးဗီဇာပြုပြင်ပြောင်းလဲနိုင်တဲ့အကြောင်းကိုလက်တွေ့ပြလိုက်ပါတယ်။ ဘရိတ်ကလည်းကြောက်လန့်သွားပြီး online တော့ Dave ကသူ့ကိုစစ်ဆေးကြည့်တဲ့အချိန်မှာ Spider-Man တီသွားက Channel Agent တွေရောက်လာမှကိုတီးပြီးသူ့လူတွေကိုအသင့်ပြင်ခိုင်းထားခဲ့ပါတယ်။ရောက်ပိုင်းလေဖွဲနဲ့ Skipper တို့ကခက်လန်းလန်းကနေရင်ငုံသွင်းမော့ကိုကြည့်ကအစီအစဉ်ဆွဲခဲ့ကြပေမဲ့ Skipper ကဘသူ့အမိန့်မှမနိုင်ခံနိုင်တဲ့အကြောင်းကိုပြောပြီး Husky တို့ကိုအာရုံလွှဲခိုင်းခဲ့ပါတယ်။ညင်းနေလို့အကျိုးမရှိတာကိုသိတဲ့ Eve တို့ကအစီအစဉ်တွေကိုရှင်းပြခိုင်းတော့ Skipper ကသူ့အကြံကိုမြေကြီးပေါ်မှာဆွဲပြီးနန်းနေသည့်တလုံးကို Dave လိုဥမာထားကရှင်းပြခဲ့ပါတယ်။ ။အလဲကြလာတဲ့ Husky ကပစ္စည်းကောင်းတွေရှိတဲ့အတွက်သုံးဘက်မြင်ပုံရင်းနဲ့တိုက်ခိုက်ကျူးကျော်မဲ့သူ့အကြံကိုရှင်းပြခဲ့ပါတယ်။ Husky တယောက်ကြွားလုံးထုတ်နေပေမဲ့ Skipper ကနည်းနည်းမှကွယ်ယူဆိုင်တဲ့ပုံမပြရတာကြောင့် Husky ကရှန်ဟိုင်းမှာ private ဖမ်းခံလိုက်ရတာက Skipper တို့ကြောင့်လို့ပြောပြီးအပြစ်တင်လိုက်ပါတယ်။သူဆိုရင်သူ့လူတယောက်မှအဖမ်းမခံရဘူးတဲ့အကြောင်းကိုပြောလိုက်တော့ Skipper ကလက်လျှော့လိုက်ပြီး Husky main ကိုပဲနာခံလိုက်ပါတယ်။အစီအစဉ်ကတော့မြောက်ပိုင်းလေပွဲကခိုးဝင်နေတော့သူတို့ကရေပွဲတွေကိုအာရုံလွှဲထားဖို့ပဲဖြစ်ပါတယ်။စကီပါတို့ကရေစရာကောင်းအောင်ကားခဲ့ကြပြီးရေပွဲတွေကိုလိုက်ဖမ်းအောင်လှောင်ပြောင်ကြတော့ ။ Husky တို့အဖွဲ့ကရင်ငုံသိန်းဝဲလေးကိုအခက်အခဲမရှိဝင်ရောက်နိုင်ခဲ့ပါလေ။သူတို့က Dave ခန်းထဲကိုဝင်က Husky က Dave ကိုအမောက်သိမ်းဖို့ကြိုးစားခဲ့ပေမဲ့ Dave ကကြိုးတင်ပြင်ဆင်ထားတာကြောင့်ရေပွဲတွေကရောက်လာပြီး Husky တို့အဖွဲ့ကိုဖမ်းလိုက်ကြပါလေ။အပြင်ဘက်မှာတော့ Skipper တို့ကရင်ငုံသိန်းဝဲပောက်ကွဲသွားမယ့်အချိန်ကိုစောင့်ရင်းမီယူမီပန်ဖောက်နေခဲ့ကြပေမဲ့ပောက်ကွဲမလာဘဲသူတို့ကိုရေပွဲတွေကတွေ့သွားကအဖမ်းခံခဲ့ရပါလေ။အခုတော့အကုန်လုံးအဖမ်းခံလိုက်ရပြီဖြစ်ကား Dave ကလက်စားချီဖို့အတွက် private ကိုဇပွဲပေါ်တင်ထားခဲ့ပြီးသေယီကြီးနဲ့ပြစ်ဖို့ဆက်နေချင်ထားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Dave ကခလုတ်ကိုနှိပ်လိုက်ပေမဲ့ private က edge ကိုသုံးပြီးထွက်ပြေးနိုင်ခဲ့ပါတယ်။တခြားသူတွေကသူ့ကိုအစိမ့်စိမ့်အမွှော်မွှော်ဖျက်သွားပြီလို့အထင်နေချိန်မှာ private ကဇပွဲအောက်မှာပုန်းနေခဲ့ပြီး Dave ကနောက်တစ်ချိန်ကြာရင်ပြစ်တဲ့အားကိုလျှော့ဖို့ပြောက skipper တို့သုံးကောင်ကိုခေါ်လာတော့ private ကထွက်ပြေးနိုင်ခဲ့ပါတယ်။ဒီကောင်မဲပေမဲ့ပင်ကွင်းဖြစ်တဲ့ private ကမြောက်ပိုင်းလေပွဲကိုဖမ်းထားတဲ့အခန်းကိုတွေ့ပြီးအဆောင်ရေပွဲကိုတီးက husky တို့ကိုအသက်မခံရအောင်ကယ်တင်နိုင်ခဲ့ပါတယ်။ တို့ကလွတ်သွားတော့ private ကသူ့လူတွေကိုကယ်တင်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ Husky ကညင်းကအစီအစဉ်အသက်ဆွဲဖို့လိုကြောင်းပြောခဲ့ပါတယ်။သူတမျိုးလုံးမျိုးတုံးတော့မဲ့အတွက် private ကနှစ်ခါပြန်စဉ်းစားမနေပဲတယောက်တည်းဝင်သွားပါတော့တယ်။နယူးယောက်မှာတော့ Dave က Dr. Brian ဖြစ်ဟန်ဆောင်လိုက်ပြီးပင်ကွင်းတွေကိုရှာတွေ့တဲ့အကြောင်းပြောကလူတွေကိုမဟန်တန်မှာစီးယုံစီခဲ့ပါတယ်။လူတွေကလည်းစိတ်လှုပ်ရှားစွာနဲ့ရောက်လာခဲ့ကြပြီး Dave ကရောက်လာကလူတွေနဲ့စကားပြောနေတော့ခြေပွဲတကောင်ကပင်ကွင်းတွေကိုစေးရီနဲ့ပြစ်ဖို့စလုပ်နေပါပြီ။ပင်ကွင်းတွေကို monster ဖြစ်ပြောင်းပြီးလှုပ်ပေးလိုက်တော့လူတွေကကြောက်ရွံ့ကဖျက်ပြေးသွားခဲ့ကြပါတယ်။ တမျိုးလုံးလဲဝယုံသွင်းကဖြစ်ကုန်ကလူတွေကပင်ကွင်းတွေကိုဖမ်းဖို့အတွက်တတိယဆန်ထိန်ထိန်ရေးကုမ္ပဏီတွေကိုခေါ်လိုက်ကကားတွေနဲ့လိုက်ဖမ်းခဲ့ကြပါတယ်။အဖေပြတခုလုံးကိုမြင်နေရတဲ့ private ကဘာလို့ရမလဲလို့စဉ်းစားနေတုန်းရေပွဲတွေကသူ့ကိုတွေ့သွားတဲ့အချိန်မှာလေဆာဆက်ကြီးစီပြေးကရေငုပ်သင်းမောတွေကနေထွက်လာခဲ့ပါတယ်။ private ကသူ့တငယ်ချင်းတွေကိုလိုက်ရှာပြီးခဏနေတော့မုံကားနားမှာ skipper ကိုတွေ့ကနောက်ကနေလိုက်ခဲ့ပါတယ်။စကီပါကကြောင်တကောင်လုံးကိုမြူချနေတာကိုမြင်တော့ private ကစကီပါကိုအသီးစိတ်ပြန်ဝင်လာအောင်နားချခဲ့ပြီးကြောင်ကိုပြန်အန်ထုတ်အောင်လုပ်ခဲ့ပါတယ် တို့နှစ်ယောက်ကကိုလော့စကီနဲ့ရီကိုနောက်ကိုလိုက်သွားပြီးအသီးစိတ်ပြန်ဝင်အောင်လုပ်ကာဂျန်နဲ့ပင်ဝင်တစ်မျိုးလုံးကိုကာကွယ်ဖို့အတွက်ပြန်လည်ပေါင်းစည်းသွားကြပါတယ်။ private ကလေစာဆက်ကြီးကိုခိုးလာတဲ့အတွက်ဈေးရည်နဲ့ထက်ပြစ်ကအကုန်လုံးကိုပုံမှန်တိုင်းပြန်ပြောင်းဖို့ကြံစီခဲ့ပါတယ်။ဒါပေမဲ့ကိုလော့စကီကချစ်စရာကောင်းတဲ့မျိုးရိုးဗီဇာတစ်ခုလိုတဲ့ကြောင်းပြောတော့ private ကနှစ်ခါပြန်စဉ်းစားမနေဘဲဆက်သေးကိုဝင်ကသူ့ကိုယ်သူဆက်နဲ့ချိတ်ဆက်လိုက်ပါတယ်။ monster တွေကနေပြီးတော့ပုံမှန်ပင်ကွင်းတွေဖြစ်ပြန်ပြောင်းဖို့ private ကစွမ်းရင်ရင်းမြစ်ဖြစ်ဆောင်ရွက်ခဲ့ကအမိမှလက်တစ်ဖက်ပေါ်လာခဲ့ပြီး skipper ကသူ့ကိုဆက်သေးကထွက်ခိုင်းခဲ့ပေမဲ့ private ကနားမထောင်ပဲသူ့အကြံတိုင်းလုပ်ခဲ့ပါတယ်။ဘာတွေဖြစ်နေလဲဆိုတာကိုဒေးကပ်တီးသွားတော့ရေပွဲပုံစံပြန်ပြောင်းလိုက်ပြီးတိုက်ခိုက်ဖို့အတွက်လူတွေစုခဲ့ပါတယ်။အကုန်လုံးစင်သွင်းဖြစ်သွားတော့ skipper ကခလုတ်ကိုနှိပ်ခဲ့ရပေမဲ့အားကုန်နေတဲ့အတွက်အစီအစဉ်ပြောင်းခဲ့ရပါတယ်။ Rigo ကစတိုးဆိုင်နေသွားကတကယ်ရှာနေတော့ Koloski နဲ့ skipper တို့ကရေပွဲတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်။ဒါပေမဲ့လည်းအာမတန်လို့ man shot လိုက်ရကအထဲမှာပိတ်မိနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲမြောက်ပိုင်းလေဖွဲကရေကမ်းမွန်ကားနဲ့ရောက်လာခဲ့ပြီးရေပွဲတွေကိုဝင်တိုက်ကရင်ငုတ်သင်းမိုးကိုပါကားနဲ့ဝင်အောင်လိုက်ပါတယ်။ ။ SK တို့ကအောင်ဝဲခံပြီးထွက်လာတော့နောက်ဆုံးကြံတဲ့ရေဝဲတစ်ကောင်ကသူတို့ကိုဒရိစံဖမ်းတဲ့ကားနဲ့အကုန်ဖမ်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Dave က Skipper နဲ့သွားချခဲ့ပြီး Rico ကတကယ်ကိုပြစ်ပစ်လိုက်တော့ Skipper ကဖမ်းကခလုတ်ထဲထည့်ခဲ့ပေမဲ့ Dave ကသူ့ကိုတွန်းချလိုက်တဲ့အတွက်ခလုတ်ရော Skipper ပါပြုတ်ကျသွားခဲ့ပါတယ်။ Skipper ကဒရိစံဖမ်းတဲ့ကားနာကိုရောက်ခံပြီးမှ Rico ကမုန်းထုတ်ပြစ်ပစ်လိုက်တော့ Skipper ကမုန်းကိုခလုတ်စီမှန်အောင်ပြစ်ခဲ့ပါတယ်။စက်ထဲမှာတော့ Dave ကမှန်ကိုခွဲက private ကိုဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ private ကအမိလက်နဲ့ Dave ကိုလွှင့်ထွက်သွားအောင်ထိုးခဲ့ပါတယ်။ ေဇာဆက်ပေါ်ကိုကြာသွားတဲ့ဒေးဗ်ကဂလုတ်ကိုမှန်သွားတဲ့မုံကိုတွေးသွားပြီးသူကလည်းရောင်ကြီးတွေနဲ့ထီသွားခဲ့ပါတယ်။ဒက်ရောင်ကြီးကြောင့်တခြားပွင့်ကွင်းတွေကပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး private ကိုတော့အလွာတစ်ခုကဖုံးသွားတာကြောင့် corporate ကမှန်ကိုခွဲက private ကိုလွတ်ပေးခဲ့ရပါတယ်။အပြင်ရောက်လာတော့အလာကွာကွဲသွားကဂျိုးပေါက်ပြီးတကူလုံးခင်းရောင်တန်းနေတဲ့ private ထွက်လာခဲ့ပါတယ်။အကုန်လုံးကလုံခြုံသွားပြီး private ဖြစ်ချင်းတဲ့အတိုင်း skipper ကလည်း private ကိုချီကျူးပေးခဲ့ပါတယ်။ပင်ကွင်းတွေကအောင်ဝတ်ခံနေကြတော့မြေကြီးကရုတ်တရက်တုံးခါလာခဲ့ပြီးအကြီးကြီးဖြစ်သွားတဲ့ dev ကတိုက်တွေပေါ်ကနေတက်လာခဲ့ပေမဲ့ သူကဖန်လုံးထဲမှာပြိမိနေတာကိုတတိထားမိသွားခဲ့ပါတယ်စကစ်ပါကဖန်လုံးကိုကောင်မလေးစီပေးလိုက်တော့ကောင်မလေးကဖန်လုံးကိုလှုပ်ဆော့ကာဒေးဗ်ကိုသင်ခန်းစာပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဟက်စကီကစကစ်ပါတို့ကိုသူပြောခဲ့တာတွေအတွက်တောင်းပန်ပြီးသူတို့ကသူတွေ့ဘူးခဲ့သမျှထဲမှာအရေးရှင်ဆုံးအေဂျင့်တွေဖြစ်ကြောင်းကိုပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ဟက်စကီက private ရဲ့တောင်းဆိုမှုကြောင့်လက်ဆောင်အနေနဲ့ပြန်သန်းနိုင်တဲ့ဆက်တွေကိုပေးခဲ့ပါတယ်ဆက်တွေရဲ့ကျေးဇူးနဲ့စကစ်ပါတို့ကလျှို့ဝှက်တာဝန်တွေကိုလှုပ်ဆောင်နိုင်ခဲ့ပြီး ပြန်ရလာပြင်းလာတော့ဆက်ကက်ကိုပြန်သွားလိုက်ကြပါတယ်။အဲဒီမှာပဲကိုလော့စကီကချစ်ဖို့ကောင်းတဲ့မော့ကိုလေဆာဆက်တန်းဝင်ခိုင်းပြီး private ကိုပုံမှန်တိုင်းပြန်ပြောင်းပေးခဲ့ပါတယ်။ဇလန်းလီကတော့ဒါပါပဲခင်ဗျာ။ tissue အပ်ပေးခဲ့ကြတဲ့ပြည်သက်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်။အခုလိုပီရိုလေးတွေကိုကြည့်ရှုရတာနှစ်သက်သဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့